တံမာတဲ့အချိန်မှာအာနေတဲ့ပုံစံမျိုးနဲ့နေပါအာနေနေတဲ့အချိန်မှာတံမာတဲ့ပုံစံနဲ့နေပါအဲ့လိုမဟုတ်ဘဲအာနေနေတဲ့အချိန်မှာအာနေတဲ့ပုံစံမျိုးနဲ့နေမယ်ဆိုရင်လူတွေကိုယ်ကိုနင်းချီသွားလိမ့်မယ်ရန်သူအကြောင်းကိုလည်းသိတယ်ကို့အကြောင်းကိုလည်းသိတယ်ဆိုရင်တော့တိုက်ပွဲပေါင်းများစွာ အောင်မြင်နိုင်မယ်ရန်သူအကြောင်းကိုပဲသိထားပြီးတော့မှ ကိုအကြောင်းကိုမသိဘူးဆိုရင်တော့တိုက်ပွဲတွေရှုံးနိုင်ကြီးများလိမ့်မယ်တိုက်ပွဲတွေကိုအောင်နိုင်မဲ့စစ်တီတော်တွေဆိုတာကအရင်ဆုံးစစ်ပွဲကိုအောင်မြင်ပြီးမှစစ်ပွဲစီကိုသွားတယ်ကြာရှုံးမဲ့စစ်တီတော်တွေကတော့စစ်ပွဲကိုအရင်ဆုံးသွားပြီးတော့မှတိုက်ပွဲကိုအောင်နိုင်မှုစူးစမ်းတယ်ဒီတော့ဘဝမှာလဲကိုကဘာပဲလုပ်လို့ မလုတ်ခင်ကလေးကငါရထားပြီးသားငါအောင်နိုင်ပြီးသားလို့ခံယူပြီးတော့မှပါလို့ပါလုံနေတဲ့အချိန်ကျမှငါအောင်နိုင်ရမယ်လို့မခံယူပါနဲ့ကိုရဲ့နောက်လိုက်တွေကိုရဲ့ဝန်ထမ်းတွေကို ကိုရဲ့ရင်လွယ်သားလို့ကောင်းကောင်းဆက်ဆံမယ်ဆိုရင်သူတို့ကအနက်ဆုံး6ကဘာတည်းထိပေါင်းလိုက်လာနိုင်မယ်ကိုနဲ့အတူတူရှိကြနိုင်မယ် အရင်ဆုံးတိုက်ခိုက်ချင်းတဲ့သူကအရင်ဆုံးစစ်ပွဲရဲ့ကုန်ကြရှိကိုပေးရမယ်သူပဲအရင်ဆုံးဒေါသဖြစ်တဲ့သူကအရင်ဆုံးရှုံးတဲ့သူပဲနုညံပြီးတော့အာနေတဲ့အရာတွေကအချိန်ကာလတွေကြာလာတဲ့အခါမှာတမ်းမာပြီးတော့မာကြောတဲ့သူတွေကိုတောင်းနိုင်သွားလိမ့်မယ် ဉာဏ်ပညာကြီးတဲ့သူတွေဟာအစွန်းရောက်တာတွေကိုရှောင်တယ်။ဉာဏ်ပညာနည်းပါးတဲ့သူတွေသာအစွန်းရောက်ခြင်းဆိုတာကိုလက်ကင်ထားကြတယ်။တိရာတွေတိတ်ကိုများတဲ့သူတွေကိုထိန်ချုပ်ဖို့ဆိုတာမလွယ်ဘူးတိတ်ကိုခတ်တယ်ဒီတော့လူတွေကိုထိန်ချုပ်ခြင်းနေဆိုရင်တော့သူတို့ကိုမတိအောင်တိတာတွေမများအောင်သာလှူထားလိုက်ပါ ဘဟုတုတဆိုတာကယရနာတਿੱတာတစ်ခုဆိုရင်လေးကျင့်ခြင်းကတော့အဲ့ဒီယရနာတਿੱတာကို ဖွင့်မဲ့တော့တချောင်းဖြစ်နေပြီဘုတုတတွေရှိပေမဲ့ဘာလေးကျင့်မှုမှမရှိဘူးဘာမှပြန်လဲအသုံးမချဘူးဆိုလို့ရှိရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးစကားတွေအများကြီးပြောတဲ့သူက အမှားအများဆုံးပါတဲ့သူပဲ လိုချင်တဲ့စိတ်ဆန္ဒတွေအများကြီးရှိနေတာထက် ပိုပြီးတော့မှကြီးမားတဲ့ရာဇဝတ်မှုဆိုတာမရှိတော့ဘူး။ဒီတော့အများကြီးလိုချင်တာတွေအားလုံးကိုလိုချင်တဲ့အရာတွေကိုလျှော့ပါကြကားတော့ကျွန်တော်တို့ငယ်တွေကျွန်တော်မိတ်ဆွေတွေတို့ဘဝအတွက်တမိုးရှိတဲ့ဆုံးများတာဖြစ်ပါတယ်ကျွန်တော်တို့ငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပြပြရွှေရွှေနဲ့ဖြစ်တဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကိုညလေးအောင်ပါခင်ဗျ